ရခိုင်ပြည်မှာအထက်တန်းပြင်းမြောက်ထားပြီးတက္ကသိုလ်ဆက်တက်ခွင့်မရသေးတဲ့လူငယ်တွေပညာသင်ကြားခွင့်ရရှိနိုင်ဖို့အတွက် Oregon College ကိုဖွင့်လှစ်သင်ကြားပေးနိုင်ရေးစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်မှာအထက်တန်းပြင်းမြောက်ထားပြီးတက္ကသိုလ်ဆက်တက်ခွင့်မရသေးတဲ့လူငယ်တွေကိုအဓိကထားပြီးဒေသအတွင်းနဲ့ကိုက်ညီတဲ့အသက်မွေးဝမ်းကြောင်းအပါအဝင်အဆင့်မြင့်ပညာရေးဆိုင်ရာတွေကိုသင်ကြားပေးဖို့အတွက်လှုံ့ဆော်နေတာဖြစ်ပါတယ်။ ဲ့ဒီလိုတင် जा တဲ့အခါမှာလူငယ်တွေပညာတိုးတက်ခင်မီရေးနဲ့ဒေသဖွံ့ဖြိုးရေးကိုလှူလာသူတွေသက်ဆိုင်ရာနေပေအလိုက်ကျွမ်းကျင်သူပုဂ္ဂိုလ်တွေရဲ့ပူပေါင်းမှုပံ့ပိုးကူညီမှုတွေကိုရယူမယ်လို့လည်းသိရပါဗျ။ American College ကိုရခိုင်ပြည်အတွင်းမှာဖွင့်လှစ်တင် जा နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း American College က March 18ရက်နေ့မှာရခိုင်ဘာသာနဲ့ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။ ရခိုင်ပြည်ပြည်လေးတိဆောက်ရေးလုပ်ငန်းစဉ်တွင်မှကြားရအခမ်းကဏ္ဍတွေအလိုက်ပူပေါင်းပါဝင်ဆောင်ရွက်နိုင်သူတွေအရေးသွေးပြစ်လူငယ်တွေမွေးထုတ်ပေးနိုင်ရေးကိုအထူးရည်ရွယ်ထားတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။